ဂါဇာမှာအစ္စရေးနဲ့ဟာမက်စ်တို့ရဲ့အပြစ်ခတ်ရဲစဲဟာဟန်ချက်ပြတ်နေတဲ့လူတယောက်ကြိုးတန်းပေါ်လမ်းလျှောက်နေတာနဲ့တူနေတယ်လို့ပြောရမလို့ဖြစ်နေပါတယ်။ဘလောက်တော့ဆိုတော့နိုဝင်ဘာ3ရက်နေ့ကဟာမက်စ်ကအစ္စရေးတွေချထားတဲ့ရာဖာဆိုတဲ့နေရာကိုစတင်တိုက်ခိုက်မှုတစ်ခုလုပ်ခဲ့ပါတယ်။ဒီရာဖာဒေသကငင်းချင်းသဘောတူညီချက်အရအစ္စရေးထိန်းချုပ်မှုအောက်မှာရှိရမှာပါ။ဒီတိုက်ခိုက်မှုကြောင့်အစ္စရေးကကွဲတက် IDF ရဲ့အရန်တပ်သားတူကြာဆုံခဲ့ရပါတယ်။ဒါကြောင့်ပဲချက်ချင်းဆိုသလိုဒေတန်ယာဟုကပြင်းပြထန်ထန်တုံ့ပြန်ခဲ့ပါတော့တယ်။ The Times of Israel သတင်းစာက Hamas ရဲ့စီကံဖောက်ပြန်မှုအတွက်ပေးဆက်ရမယ်လို့ Israel ကကြေညာပြုပေးတဲ့နောက်မှာ Gaza ကို IDF ကတိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့အတွက်အနည်းဆုံးလူ30လောက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒါတွေမကသေးပါဘူး။လွန်ခဲ့တဲ့နှစ်ရက်လောက်ကပဲ Israel drone တစ်စီးကရိုက်ကူးထားတယ်လို့ယူဆရတဲ့ဗီဒီယိုတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီဗီဒီယိုထဲမှာ Hamas အဖွဲ့ဟာသေဆုံးသွားတဲ့တရားခံတွေရဲ့အလောက်တွေကိုတမင်တကာအချိန်ဆွဲထားပြီးမှလွဲပြောင်းပေးဖို့စူးစမ်းနေတယ်ဆိုတာကိုတွေ့ရပါတယ်။ ဒီဗီဒီယိုထဲမှာ Hermes အဖွဲ့ဝင်တွေလို့ယူဆရတဲ့သူတွေကတစားခန်းလို့ယူဆရတဲ့သူရဲ့အလောက်ကိုနေရာရွှေ့ပြောက်ပြီးမှမြေမြုပ်ပြန်ပါတယ်။ပြီးမှ KC ရဲ့အဖွဲ့ Red Cross ကိုဖုံးဆက်ပြီးအသစ်တွေးရှိထားတဲ့တစားခန်းအလောက်ဖြစ်တဲ့အောင်ဟန်ဆောင်ပြီးလွှဲပြောက်ဖို့လုပ်နေတာကိုမြင်တွေ့ရပါတယ်။ဒီလိုလုပ်ရတာဟာအလောက်တွေလွှဲပြောက်ပေးရမယ့်ကိစ္စကိုဆက်ပြီးအချိန်ဆွဲနေဖို့ဖြစ်တယ်လို့ယူဆရပါတယ်။ဒီလောက်ကိစ္စဟာငင်းချဲရဲ့အစီအစဉ်ရဲ့ပထမအဆင့်မှာအရေးကြီးဆုံးအစိပ်ပိတ်တွေထဲကတစ်ခုဖြစ်ပါတယ်။ဒါဆိုမေးစရာရှိတာကသူတို့ဒီလိုမျိုးကိစ္စတွေဘာလို့လုပ်နေရတာလဲပေါ့။ အဓိကအကြောင်းရင်းတွေထဲကတစ်ခုကတော့သဘောတူညီချက်ရဲ့ဒုတိယအဆင့်ကိုစတင်ဖို့ကိုတက်နေသမျှဆွဲဆန့်ထားဖို့ပဲဖြစ်မှာပါ။ဘာလို့လဲဆိုတော့ဒုတိယအဆင့်မှာ Harmless အခွဲကလက်နက်ချရတော့မှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ The Upgrader Channel ရဲ့မကြာသေးမင်ကဗီဒီယိုတစ်ခုမှာပြောခဲ့သလိုပါပဲ။ Harmless ဟာသူ့ရဲ့အာဏာကိုခိုင်မာအောင်လုပ်ဖို့အတွက်ဂါဇာမှာရှိတဲ့ပြိုင်ဖက်အဖွဲ့တွေနဲ့မျိုးနွယ်စုတွေကိုပြည်တွင်းစစ်ပွဲလို့တိုက်ခိုက်နေပါတယ်။ဒါအပြင်သူတို့ဟာထောင်နဲ့ချေတဲ့စစ်တဲတွေနဲ့လက်နက်ကရဲတွေကိုချထားပြီးဂါဇာကမ်းမြောင်ကရက်ကွက်နဲ့ဒေသတချို့ကိုတဖြည်းဖြည်းချင်းပြန်လည်ထိန်းချုပ်နေပါတယ်။ ဒီလိုတွေဖြစ်နေတဲ့အချိန်မှာ Hermes ကနိပညာအရင်းမြစ်မရှိလို့အလောက်တွေပြန်မပေးနိုင်ဘူးလို့ပြောနေပေမဲ့ပုံရိပ်တွေကတော့လုံးဝကွဲပြားနေတာကိုပြသနေပါတယ် the time of x-ray ကအပျက်စီးတွေရှင်းလင်းဖို့ပစ္စည်းကရိယာမရှိရင်ကြံရှိနေတဲ့ကစားခံအလောက်တွေကိုပြန်မပေးနိုင်ဘူးလို့ Hermes ကပြောကြားလိုက်တယ်ဆိုပြီးဖော်ပြထားတာကိုတွေ့ရပါတယ်။ဒါကြောင့်အခုချိန်မှာအရာရာဟာမသေးချာမရေရာဖြစ်နေပြီးဘယ်လိုဖြစ်လာမလဲဆိုတာစောင့်ကြည့်အောင်ပါ။ဒီသဘောတူညီချက်အရဆိုရင်တော့အခုချိန်ဟာအရေးကြီးတဲ့အဆင့်တစ်ခုကိုရောက်နေတဲ့အချိန်ပါ။ ဂါဇာမှာခြားထားမဲ့နိုင်ငံတကာတည်ငြိမ်မှုလှုပ်ဆောင်ရေးတပ်ဖွဲ့ရဲ့ဒီဒေသကိုအုပ်ချုပ်မဲ့ငင်းချမ်းရေးဘောအဖွဲ့ရဲ့ဒီနှစ်ခုစလုံးကိုအပိတ်သက်ပြီးအမြန်ဆုံးကောက်ထည်ဖော်နိုင်မလားဆိုတာကတော့အရေးကိုအရေးကြီးနေပါတယ်။ဒါမဲ့တကယ်တော့အခုထိတိုးတက်မှုကအရန်နှင်းနေပါတယ်။အရာရာကိုလည်းကြိုတင်ပြင်ဆင်ထားတာမဟုတ်ပဲကျုံစလို့ဖန်တီးပြီးလှုပ်ဆောင်နေရတာလူတိုင်းကသိမြင်နိုင်တဲ့အချက်တစ်ချက်ပါ။ ဓိကချက်ကတော့ဒီတင်ကြီးရဲ့တပ်ဖွဲ့ကိုဖွဲ့ပေးဖို့မျှော်မှန်းထားတဲ့မွတ်စလင်နိုင်ငံတွေကဒီလိုရှုပ်ထွေးပြီးအန်ဒီယံများတဲ့ပြောင်းအောင်တွေကိုတကယ်တမ်းပါဝင်ပတ်သက်ဖို့ဆန္ဒရှိရလားဆိုတာလုံးဝမရှင်းလင်းသေးပါဘူး။သူတို့ဝင်လာရင်တော့ဘယ်လိုလုပ်မလဲဆိုတာကစောင့်ကြည့်အောင်ပါပါ။အခြေခံအပြည့်ပြောရရင်သူတို့ရဲ့တောင်ဝန်ကိုထမ်းဆောင်ဖို့လှုပ်ဆောင်တဲ့အခါဂါဇာကိုတစ်ပြေးပြေးပြန်ထိန်းချုပ်ဖို့စ조사နေတဲ့ Hamas နဲ့ရင်ဆိုင်ရဖို့အခြေအနေကိုရောက်လာမှာမို့လို့ပါဒီကြောက်ရောအခုဆိုရင် American သတင်းမီဒီယာကြီးတွေကပါသတိပေးနေပါပြီ The New York Times ကပြောတာကနိုင်ငံတွေဟာ Hamas နဲ့ပဋိပက္ခဖြစ်မှဆိုးလို့ဂါဇာကိုစစ်တပ်တွေမစစ်လွတ်ပဲတုတ်ဆုပ်နေကြတယ်။ထရိုင်ရဲ့ညင်းချမ်းရဲ့အစီအစဉ်အရနိုင်ငံတကာလုံခြုံရေးတပ်ဖွဲ့လိုအပ်ပေမဲ့တပ်တွေဆင်လို့ရမယ့်နိုင်ငံတွေက NDA ဖြစ်မှကိုစိုးရင်တာရဲ့ UA ချက်ကမရှင်းလင်းတာနဲ့တိမ့်ပိုက်သူတွေလို့အမြင်ခံရမှကိုစိုးရင်နေကြတယ်လို့ဖော်ပြထားတာပါ။ဒါကပဲအဓိကတော့ချက်ဖြစ်ပါလိမ့်မယ်။ညင်းချမ်းရဲ့လားသို့မဟုတ်စစ်ပွဲပြန်ဖြစ်မလားဆိုတာပါ။ ဂါဇာမှာတည်ငြိမ်မှုလှုပ်ဆော်ရဲ့တပ်ဖွဲ့ရောအစားထိုးအုပ်ချုပ်ရေးအဖွဲ့ပါမရှိဘူးဆိုရင်အစ္စရေးဟာသူ့ဘာသာသူအင်အားသုံးပြီးအပိသက်ဖို့စ조사တာကလွဲလို့တခြားရွေးချယ်စရာမရှိတော့ပါဘူးဒီကိစ္စကိုနေတန်ယာဟုကရှင်းရှင်းလင်းလင်းပြောထားတာမို့လို့ချိုးဝှက်ချက်တော့မဟုတ်ပါဘူးသူကဒီလိုအခြေအနေမျိုးကိုလုံးဝမလိုချင်ပေမဲ့သူ့မှာရွေးချယ်စရာတိတ်မရှိဘူးဖြစ်နေခဲ့တာပါဂါဇာနဲ့ပတ်သက်ပြီးပြောနေကြတဲ့အရာတွေအများစုဟာလက်ရှိဖြစ်ပျက်နေတာတွေနဲ့ဖြစ်လာနိုင်တာတွေကိုဘယ်လိုမှထင်ဟချင်းမရှိပါဘူး ဒါကြောင့်ဒီဗီဒီယိုမှာအရှိလေပိုင်းမှာ plan နေတဲ့ခြေလှမ်းတွေဘာကြောင့်လုံးဝအချင်းချင်းဖြစ်နိုင်လဲဆိုတာရှင်းပြပါမယ်။ပြီးတော့အရေးကြီးဆုံးကတော့ဒီဆိုးရွားတဲ့စစ်ပွဲကြီးကိုအဆုံးသတ်ဖို့တကယ့်လက်တွဲကြတဲ့တခုတည်းသော trap box ကဘာလဲဆိုတာကိုသုံးသပ်ပေးသွားမှာပါ။ထရန်ရဲ့ငင်းချမ်းရဲ့သဘောတူညီချက်မှာဘာတွေမှားနေတာလဲတကယ်ကိုပဋိပက္ခကိုအပိတိုင်ချုံညင်းစေမဲ့လန်ဆာရှိနေပြီလားဆိုတာတွေကိုပါဆန်းစစ်ကြည့်ကြရအောင်ပါပထမဆုံးအနေနဲ့မထောက်တခုနှစ်စီပြန်သွားကြည့်ကြပါမယ် ဲ့ဒီမှာတကဘာလုံးကအာယုံဆိုင်မှုဟာဖုံးထုထက်တဲ့နိုင်ငံအာဖဂန်နစ္စတန်စီကိုရောက်နေခဲ့ကြပါတယ်။အမေရိကန်တပ်ဖွဲ့တွေဟာသူရဲကောင်းဆန်တဲ့ရေမှန်းချက်နဲ့အာဖဂန်နစ္စတန်ကိုခြေချလာခဲ့ကြတာပါ။အဲ့ဒီရေမှန်းချက်တွေကတော့တာလီဘန်ကိုရှင်းထုတ်ဖို့၊ကပူးကိုအကြမ်းဖက်ကနေကေတင်ဖို့ပြီးတော့တိုက်ပြည်ကိုအောက်ခြေကနေပြန်တီဆောက်ဖို့ဆိုတာတွေဖြစ်ပါတယ်။ဒါဟာနစစ်တဲ့ရာစုအကြမ်းဖက်ဝါဒကိုဆက်ကျင်တဲ့ကြီးမားတဲ့သာသနာပြုစစ်ပွဲလိုမျိုးဖြစ်ခဲ့ပေမဲ့ကက်ဘေဒေါခါဂျီတခုကစောင့်ကြုံနေတဲ့အခြေအနေလည်းရှိခဲ့ပါတယ်။အမေရိကန်ရဲ့အစီအစဉ်ကစာရွက်ပေါ်မှာတော့အရာရာကလွယ်ကူနေပုံရပါတယ်။ ူဆိုးတွေကတာလီဘန်ငါတို့ကလူကောက်ငါတို့ဝင်လာမယ်တိုက်ပြည်ကိုတည်ငြိမ်အောင်လုပ်ပေးမယ်ဒေသခံတက်ဖွဲ့ပွဲမယ်ရွေးကောက်ပွဲလုပ်မယ်ဒီမိုကရေစီကိုထူထောင်မယ်ပြီးရင်ငါတို့ပြန်မယ်ဆိုတဲ့ဒီလိုအချက်တွေနဲ့ပါဒါမဲ့လက်တွေ့ဘဝကတော့လုံးဝကိုတခြားစီပဲဖြစ်နေခဲ့တာပါအထူးသဖြင့်ကြောက်စရာကောက်တဲ့ရုပ်ရှင်ကတကားလိုဖြစ်ခဲ့ပါတယ်တာလီဘန်တွေကလုံးဝပျောက်ကွယ်သွားတာမျိုးမရှိဘဲခဏလောက်ပဲအဝတ်စားလဲထားတာဖြစ်ခဲ့ပါတယ်အာဖဂန်နစ္စတန်ဆိုတာတိုက်ပြည်တစ်ခုမဟုတ်ဘဲတောင်တန်းတွေမြို့နယ်စုတွေကြီးမားတဲ့အာဂိလိုက်စားမှုတွေနဲ့မကျင်းတဲ့မှုတွေစုစည်းထားတဲ့နေရာဖြစ်နေခဲ့တာပါ ခဏလေးနဲ့ပြီးမယ်လို့ယူဆခဲ့တဲ့စစ်စင်ဟာအနည်း20ကြော်ကြာတဲ့အိမ်မက်ဆိုးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ပဋိပက္ခအမျိုးစွန်းကာလမှာနေတော့ကနိုင်ငံပေါင်း90ကစစ်သား33000နီးပါးချထားခဲ့ပါတယ်အဲ့နေရာဟာဘယ်သူမှမတော်ချင်တဲ့ဘယ်သူမှဘာမှနားမလည်တဲ့ဒေသခံဘာသာစကားကိုလည်းဘယ်သူမှမပြောတတ်တဲ့နေရာတစ်ခုဖြစ်နေခဲ့ပါတယ်။နိုင်ငံတကာတပ်တွေဟာသူတို့နဲ့လုံးဝမသက်ဆိုင်တဲ့ကဘာတစ်ခုမှာ clicking လင်းနေတဲ့တနက်ကြိုင်တရေတွေလိုဖြစ်နေခဲ့ပါတယ်။ အမိန့်တွေကဘရက်ဆစ်သို့မဟုတ်ဝါရှင်တန်ကလာပေမဲ့တနက်တရွေကတော့ဗီနီယာကနေမဆိုထွက်လာခဲ့ပါတယ်စစ်သားတို့ကြားဆုံသွားတိုင်းမေခွန်ကအမြင်နဲ့တခုပါပဲဒီမှာငါတို့ဘာလုပ်နေကြသေးတာလဲဆိုတာပါတချင်တဲမှာပဲအခြေအနေပြောင်းလဲဖို့စ조사နေတဲ့အာဖဂန်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ ANDSF ကိုဖွဲ့စည်းခဲ့ပါတယ်။ဒါဟာယူနီဖောင်းအသစ်တွေရဟတ်ရင်တွေအနောက်တိုက်လက်ချင်းမှုတွေပေးထားတဲ့ဒေသခံတပ်ဖွဲ့ဖြစ်ပေမဲ့စိတ်သက်အာမခံချက်ယုံကြည်မှုနဲ့တကယ့်အာဏာတွေမရှိခဲ့ပါဘူး။ ။ဘာလို့လဲဆိုတော့လာဇာနည်းနည်းလေးနဲ့ဘယ်လိုစိတ်အားထက်သန်မှုမျိုးမှရှိနိုင်မှာမဟုတ်လို့ပါ။တုံးလိုက်တစ်ခါတက်မှုကလည်းပြောင်းနေတယ်။လက်ကျင့်ပေးသူတွေကလည်းနာမည်တွေကိုတော့ကောက်ကောက်မခေါ်တတ်ပါဘူး။အာဖဂန်အများစုကသူတို့ရတဲ့လာဇာနည်းနည်းလေးကြောင့်သာစိတ်မုံထန်ခဲ့ကြတာပါ။အမေအမေရိကန်ထွက်ခွာသွားပြီးတာလီဘန်ကို2021ခုနှစ်မှာအာနာလုံလုံရရလက်လွယ်ပေးလိုက်တဲ့အခါအရာရာဟာဂျန်နေငယ်တွေ့မှာပဲပျော်လဲသွားခဲ့ရပါတယ်။အာဖဂန်စစ်တပ်ကဈေးပေါ်တဲ့ဟိုတယ်က Wi-Fi ထက်ပိုမြန်မြန်ပျောက်ကွယ်သွားခဲ့ပါတယ်။ CBS ညသတင်းဌာနကတာလီဘန်အုပ်ချုပ်မှု၃နှစ်ကြာအာဖဂန်နစ္စတန်မှာအမျိုးသမီးတွေရဲ့အသံကိုတိတ်ဆိတ်အောင်လုပ်ပြီးဖိနှိပ်နေတဲ့အချိန်မှာ ISIS နဲ့ Al-Qaeda တို့ကပြန်လည်စူးစိနေကြတယ်လို့ဖော်ပြထားပါတယ်။အခုချိန်မှာမိတ်ဆွေကအာဖဂန်နစ္စတန်နဲ့ဂါဇာကဘာဆိုင်လို့လဲမေ့ချင်မဲပါလိမ့်မယ်။အဲဒီကပြဿနာဟာစည်ရဲတစ်ခုတည်းမဟုတ်ခဲ့ပါဘူး။နိုင်ငံရေးစိတ်ပိုက်ဆိုင်ရာနဲ့ရင်းချင်းမှုပိုက်ဆိုင်ရာပြဿနာတွေလည်းရှိခဲ့ပါတယ်။အာဖဂန်နစ္စတန်ကအဲ့ဒီစစ်တပ်ကိုသူတို့ရဲ့စစ်တပ်လို့တခါမှမယုံကြည်ခဲ့ပါဘူး။ဒါဟာ American စစ်တပ်လို့ပဲသဘောထားခဲ့ပါတယ်။ အချိန်တိမှာပဲအမေရိကန် UK နဲ့တခြားနိုင်ငံအနေငယ်ကလွှဲမဟာမိတ်တပ်ဖွဲ့ကစစ်သားတွေဟာသူတို့ရဲ့အသက်ကိုအပြေးအဝစွန်းစားခဲ့ကြတာမျိုးမရှိပါဘူး။သူတို့လုံးဝထက်ထက်ဝင်ဝင်မပါဝင်ခဲ့ကြပါဘူး။သူတို့မှမဖြစ်နိုင်တဲ့ထိတွေ့ပြစ်ခတ်မှုစီးမိတွေဆက်ကျင်ဖက်အမိန့်တွေရှိခဲ့ပြီးသူတို့ရဲ့အစိုးရတွေကလည်းအရန်ကြောက်နေခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့အမတခုခုလုံမိတာနဲ့သူတို့တကယ်တမ်းစိတ်ဝင်စားတဲ့ဘာမှပြောင်းလဲဖို့မဖြစ်နိုင်ဘူးလို့ထင်ရတဲ့နိုင်ငံတခုမှာတည်င်းစိုးဖြစ်သွားမှာသို့မဟုတ်အကြမ်းဆုံးများလာမှာကိုစိုးရင်ခဲ့ကြလို့ပဲဖြစ်ပါတယ်။ ဂျိုးဆက်ကတော့အမေရိကန်တွေစိတ်ကုံတော့တဲ့အခါကပူဟာရဲနေငယ်တွေ့မှာပဲပျော်လေသွားခဲ့ပါတယ်နေပေါင်း20ဒေါ်လာ1ဘီလီယံသုံးဆွဲခဲ့ပြီးလူထောင်ပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပြီးမှမူလအဆောက်အဝယ်ပြန်ရောက်တော့ခဲ့ပါတယ်။အဲ့ဒီမူလအဆောက်ကအခုလက်ရှိဂါဇာမှာတွင်းနေရတဲ့အဆောက်နဲ့အတူတူပဲဖြစ်တယ်လို့ဆိုရမှာပါ။ အမေရိကန်စစ်တပ်ကအငင်းစားဗိုလ်ချုပ်ကြီးမိုက်ဂျက်ဆင်ကကျွန်တော်တို့ဟာအီရန်နဲ့အာဖဂန်နစ္စတန်တပ်ဖွဲ့တွေကိုအဖွဲ့အစည်းအနေနဲ့အအောင်မြင်မြင်တိစောက်နိုင်ခဲ့ခြင်းမရှိပါဘူးစစ်ပညာသင်ကြားရေးလက်ကျင်ရေးလာဇာပေးစနစ်ရာထူးတုံးမြင့်ရဲ့ဝန်ထမ်းရဲရာဇင်းရှင်းနဲ့စတဲ့ professional လုံခြုံရေးတပ်ဖွဲ့တစ်ခုဖြစ်လာစေဖို့လိုအပ်တဲ့အခြေခံအဆောက်အအုံတွေကိုတိတိယယောက်တည်ထောင်နိုင်ခဲ့ခြင်းမရှိဘူးလို့ပြောခဲ့ပါတယ် အမေရောဂါဇာအတွက်နိုင်ငံတကာငြိမ်းချမ်းထိန်းသိမ်းမှုတပ်ဖွဲ့အကြောင်းပြောဆိုတာကိုကြားရတဲ့အခါအာဖဂန်နစ္စတန်မှာတော့ကမမျိုးကိုပဲဒုတိယပုံစံအနေနဲ့တနည်းအားဖြင့်2.0 version အနေနဲ့ထပ်ပြီးလောက်ဆောင်မလို့ဖြစ်နေတယ်လို့ကြားနေရပါတယ်။ဘာလို့လဲဆိုတော့ဒီအစီအစဉ်ကတင်းလျော်တယ်လို့ထင်ရနိုင်ပါတယ်။နိုင်ငံတကာတပ်ဖွဲ့တွေကိုလုံခြုံရေးထိန်းသိမ်းဖို့စစ်လွတ်မယ်အထူးသဖြင့်အာရက်သို့မဟုတ်မွတ်စလင်နိုင်ငံတွေကပါ ပြီးတော့ဒီတက်တွေခြားထားမှုကိုအသုံးပြုပြီးကမ်းမြောက်ကိုပြန်လည်တည်ဆောက်မယ်အပြစ်ခက်ရဲစဲရဲကိုအာမခံမယ်အပိသက်ငင်းချမ်းရဲကိုဥတီစေမဲ့နိုင်ငံရဲ့အသွင်ကူးပြောင်းမှုကိုထောက်ကူပြုကြမယ်စားတဲ့အချက်တွေပါပါတယ်ကတာအစ်ဂျီ UAE နဲ့ Saudi Arabia တို့ဟာလိုအပ်လာရင် Hamas နဲ့တခြားအစွန်းရောက်အဖွဲ့တွေနဲ့လက်နက်ကင်ပဋိပက္ခမှာပါဝင်ဖို့ဆန္ဒရှိပါမလားတဖြည်းဖြည်းပြန်လေစူးစိဖို့ရှင်းရှင်းလင်းလင်းလှုပ်ဆောင်နေတဲ့ Hamas အဖွဲ့ရဲ့ပြစ်မဲ့အဖြစ်ဘယ်သူမှလိုချင်ကြမှာမဟုတ်ပါဘူးသူတို့ဟာတိုက်ခိုက်မှုတွေနဲ့အကြမ်းဆုံးတွေကိုမလိုချင်ဘူးဆိုတာကလည်းသိချပါရတယ် ဒါအပြင်မွတ်စလင်အစိုးရတွေကသူတို့ရဲ့ဘာသာရေးဗလီဝဲကြောက်တော်တွေကနေငါတို့ရဲ့စစ်သားတွေကဂျူးတွေကို ကာကွယ်ဖို့ငါတို့ရဲ့မွတ်စလင်ညီအကိုတွေကိုတိုက်ခိုက်နေကြတယ်လို့ပြောနေကြတဲ့အချိန်မှာအစွန်းရောက်လိုင်းအစ်စ်တွေထက်မှန်မြင့်တက်လာတာကိုစွန့်စားပြီးခံနိုင်ဖို့ဆိုတာကလည်းမလွယ်ပါဘူးအမှန်ကတော့အဆုံးသက်ရလဲဟာအာဖဂန်နစ္စတန်နဲ့အလွန်တူနိုင်ဖွယ်ရှိပါတယ် သူတို့ဘာလုပ်နေမှမသိတဲ့နိုင်ငံခြားသားစစ်သားတွေဟာသူတို့နဲ့တကယ်တမ်းမသက်ဆိုင်တဲ့နေမြေလဲမှာအကြမ်းဖက်အဖွဲ့တွေကိုပွင့်ပွင့်လင်းလင်းမရင်ဆိုင်မိဖို့စ조사နေရမှာဖြစ်ပြီးဒီပေါ်မှာသူတို့ရဲ့နိုင်ငံကပြည်သူအလုံးကလည်းသူတို့ကိုဆက်ကျင်နေကြပါလိမ့်မယ်ဆော်ဒီသို့မဟုတ်ဂျော်ဒန်စစ်သားများကဂါဇာရှိပါလက်စတိုင်းများကိုတိုက်ခိုက်ဆိုတာလိုမျိုးခေါင်းစည်းတွေထွက်ပေါ်လာပါလိမ့်မယ်။ဒါဟာပေါက်ကွဲမှုအတွက်အကောင်းဆုံးအခြေအနေဖြစ်လာပါလိမ့်မယ်။ ဒါဟာသူတို့ရဲ့ခေါင်းဆောင်တွေက X-ray ဖက်ကိုရက်တင်နေချိန်မှာပြည်သူတွေကပါလတ်စတက်အလံလွင့်နေကြတယ်ဆိုပြီးသူတို့ရဲ့လူမှုအခြေခံအုပ်စုတွေကိုပြောပြလိုက်တယ်လို့ဖြစ်သွားပါလိမ့်မယ်ဒါကြောင့်ဒီအစိုးရတွေထဲကဘယ်သူမှဒီလိုလုပ်ရမှာမဟုတ်ဘူးလို့ထုတ်တံပြရရှိပါတယ်။ဘာလို့လဲဆိုတော့သတင်းစာရှင်းလင်းပွဲမှာ Hermes ကိုပြစ်တင်ချုပ်ချတာကတမျိုးသူတို့ရဲ့တက်တွေဟာ X-ray ရဲ့လုံခြုံရေးကိုအာမခံဖို့စေလို့ရတာကတမျိုးဖြစ်နေလို့ပါ။ဒီတောင်းဝန်ကိုတကယ်တမ်းထမ်းဆောင်ခြင်းတော့တိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။ ဒါပြင်အီဂျစ်ဆော်ဒီအာရေဗျ UAE တို့ဟာဒီလိုရှုပ်ထွေပြီးအန်ရီများတဲ့ပြောင်းအောင်တဲကိုဝင်ချင်းအားဖြင့်ဘာမှမရနိုင်ပါဘူးစီးပွားရေးအရနိုင်ငံရေးအရပြီးတော့ဂုဏ်သိက္ခာအရဘာတစ်ခုမှအကျိုးအမြတ်မရှိပါဘူးသူတို့ရဲ့ပြည်သူတွေရဲ့မျက်စိထဲမှာတရားဝင်မှု ဆုံးရှုံးမယ်ပြီးတော့စစ်သားအများအပြားလည်းအသက်ဆုံးရှုံးရနိုင်ပါတယ်တကယ်တော့ဒါကဆော်ဒီအာနာဘိုက်တွေရဲ့သဘောထားကိုကြီးလိုက်ရင်ရှင်းနေပါတယ်နက်ဘာထက်တော့ပိုဆိုးတဲ့ကဘေးဆိုးတစ်ခုကိုဖြစ်စေခဲ့တဲ့ခုခံမှုတရက်ကိုဟာမက်စ်ကလုံးမှာပါ ဂါဇာမှာစစ်ကမ်းပြန်လည်ထူထောင်ဖို့ကြိုးစားတဲ့ပါလက်စတိုင်းအာရက်နဲ့နိုင်ငံတကာတပ်ဖွဲ့များသမျှကိုဟာမက်စ်ကအဖျက်လုံးငယ်လုပ်လိမ့်မယ်ဆိုတာလုံးဝထင်ရှားပါတယ်။ဟာမက်စ်ရဲ့ဩဇာလွှမ်းမိုးမှုနဲ့ထင်းချုံမှုကိုဖယ်ရှားဖို့အလဲနဲ့ဆောင်ရွက်တာမျိုးမရှိရင်ပြန်လည်ထူထောင်ရဲလုပ်ဖို့လုံးဝမဖြစ်နိုင်ဘူးလို့ဆိုထားပါတယ်။အာရက်စ်တဲ့ကူကအနာဂတ်ဂါဇာအသစ်ရဲ့လွန်ခြုံရေးကိုဥစားဖို့ဆိုတာမဖြစ်နိုင်လောက်တဲ့အခြေအနေတစ်ခုပါသူတို့ကိုခြားထားရင်တော့တကယ်တမ်းကျတော့သူတို့ကစားနပ်ရိက္ခာဖြန့်ဖြူတာပေါ့ပေါ့ပါပါစစ်စစ်တာလောက်ပဲလုပ်ပြီးကျန်တာဘာမှလုပ်မှာမဟုတ်ပါဘူး ဒါဟာလုံးဝလက်တွေ့ကြတဲ့စွန်းစွန်းမှုတစ်ခုဖြစ်ပြီးအီရန်နဲ့အာဖဂန်စ္စတန်ကဒဏ်ရာတွေရပြီးတဲ့နောက်မှာအမေရိကန်ကလည်းအရှိအလေပိုက်တွေကိုပြန်ဝင်ဖို့စိတ်ဝင်စားမှုလုံးဝမရှိဘူးဆိုတာကရှင်းပါတယ်။ Trump ရဲ့အစီအစဉ် Phase 2ကစပြီးအဓိကပြဿနာကတော့ကြာရှုံးပြီးသားပုံစံတစ်ခုကိုဥချထားတာပါ။အဲဒါကနိုင်ငံတကာတပ်ဖွဲ့တွေဝင်ရောက်တာပြန်လည်တိဆောက်ရတယ်လို့တာပြင်ပကြီးကြဲမှုတွေပါဝင်တာပြီးတော့အာဖဂန်စ္စတန်လိုမျိုးအစွန်းရောက်ပြီးနိုင်ငံရေးအရသိုးရွားတဲ့နေရာမျိုးမှာရွေးကောက်ပွဲလုပ်တာမျိုးတွေလုပ်ခဲ့ဖူးပြီးသားပါ။ ဒါတွေမကသေးပါဘူးကပုမှာအနောက်နိုင်ငံတွေရဲ့ထောက်ခံမှုရတဲ့အစိုးရဟာဒေသခံပြည်သူတွေကိုဒါကငါတို့အစိုးရလို့မြင်လာအောင်ဘယ်လိုမှမလုပ်နိုင်ပါဘူးအမေရိကန်အစိုးရလို့ပဲမြင်နေကြတာပါဒီရက်မှာလည်းဒီလိုပါပဲဂါဇာမှာလည်းဒေါ်နယ်ထရမ့်မဟုတ်ရင်တခြားလူပြူတူကဥဆောင်မဲ့ညင်ချင်ဘုတ်အပွဲဟာအတိအကျဒီလိုပြဿနာမျိုးနဲ့ရင်ဆိုင်ရပါလိမ့်မယ်ဂါဇာသားအများစုအတွက်ဒါဟာအစ္စရယ်ရဲ့ဓာတ်ရိုက်အော့စာဖွံ့ဖို့ရှိတဲ့အတ္တမတသွင်းခံရတဲ့တရားမဝင်တဲ့အစိုးရတရက်ဖြစ်လာပါလိမ့်မယ် ပြဿနာတစ်ခုခုဖြစ်လာရင်တော့ဘယ်သူကအပြစ်တင်ခံရမလဲဆိုတာကြိုသိနေကြပါပြီ။ဒါဆိုသဘောတူညီချက်ရဲ့ဒီပြဿနာတွေကိုဖြေရှင်းဖို့တခြားနည်းလမ်းတစ်ခုကရှိနိုင်ပါမလား။ရှုပ်ထွေးနေတာကတော့ဘယ်သူမှငြင်းလို့မရပါဘူး။ဒါမဲ့အစ်ဂျစ်တွေအင်ဒိုနီးရှားတွေနောက်ပြီးဂျော်ဒန်တွေဟာမက်စ်ကြောင့်အသက်ပေးရမယ့်အစားဒီထက်အများကြီးပိုကောက်တဲ့အရာတခုရှိနေတယ်လို့ယူဆမိပါတယ်။ဂါဇာကမ်းမြောက်ဆိုတာအလျားအပြင်၄၁ကီလိုမီတာအနည်း၁၀ကီလိုမီတာတော့မပြည့်တဲ့နေမြေတခုဖြစ်ပြီးလူနှစ်သန်းကျော်ဟာပျက်စီးနေတဲ့အဆောက်အုံတွေကြားထဲမှာပြတ်သိက်နေထိုင်နေကြပါတယ်။ ဒီနေမြေဟာတိုက်ပြည်လည်းမဟုတ်တလို့ကိုလိုနီနေမြေလည်းမဟုတ်ပဲလမ်းတိုင်းမှာဒဏ်ရာတွေနဲ့မကျဉ်းနှံ့မှုပုံပြင်ရာပေါင်းများစွာရှိနေပါတယ်။အပြာရောက်ဥထောက်ဆောင်တပ်ဖွဲ့ဝင်တွေနဲ့လက်ဆွဲကြိုက်ထားတဲ့တပ်တမန်တွေရောက်လာုံနဲ့ငင်းချမ်းရလာမယ်လို့ဘေသူကမှတကယ်တမ်းမယုံကြည်ကြပါဘူး။တကယ်မြင်ရမှာကဂါဇာမှာငင်းချမ်းဆိုတာဂါဇာကနေပဲထွက်ပေါ်လာနိုင်မှာပါ။ငွေကျဲတွေ၊ကြောင်ဝင်ဖြည့်ရှင်းသူတွေ၊စစ်တပ်တွေကိုပို့ပြီးအခြေအနေကိုထိန်းချုပ်ယုံနဲ့မလုံလောက်ပါဘူး။ လိုလဲဆိုတော့အာဖဂန်နစ္စတန်၊အီရန်နဲ့တခြားသင်းပိုက်ခိုင်နိုင်ငံတွေစီကနေသင်ခဲစာရခဲ့တာကကိုဟာကိုလို့မကန်စားရတဲ့အရာကိုဘယ်သူကမှစိတ်ရင်းနဲ့မကာကွယ်ဘူးဆိုတာပါ။ဒါကြောင့်ဒီတန်တရားကိုဖျက်ဖို့တခုတည်းသောနေလန်ကတော့ဂါဇာသားတွေကိုယ်တိုင်ပဲဖြစ်ပါတယ်။အစ္စရေးတွေမဟုတ်ပါဘူး။ဥရောပသားတွေမဟုတ်ပါဘူး။အာရက်တေတော်မဟုတ်ပါဘူး။သူတို့ရဲ့လုံခြုံရေးကိုကိုယ်တိုင်ထိန်းချုပ်ပြီးဟာမက်စ်ကိုတရားရင်ဆိုင်ဖို့ပဲရှိပါတယ်။ခုပြောနေတာကပါလက်စတိန်ရဲတပ်ဖွဲ့နဲ့လုံခြုံတပ်ဖွဲ့ကိုဖွဲ့စည်းလက်ချင်းပြီးထောက်ပံ့ပေးဖို့ဖြစ်ပါတယ်။ ဒီအဖွဲ့ကို West Bank ကိုအုပ်ချုပ်နေတဲ့ Palestine အမျိုးသားအာဏာပိုင်အဖွဲ့ PNA ကပါနောက်ကနေထောက်ခံအားပေးဖို့လိုပါတယ်ဒီဒေတာကလွန်ချော်ရဲ့တက်ဖွဲ့ဟာ Palestine တွေကိုယ်တိုင်ဖိစီထားတာမို့တရားဝင်မှုပိုရှိပါလိမ့်မယ်။ Hamas ကိုဘယ်လိုနည်းနဲ့မှထိန်းချုပ်မှုပြန်များစေချင်တဲ့အစွန်းရောက်မှုသဘောမပါပဲအလေအလတ်ရှိပြီးမတူကွဲပြားတဲ့ Gaza ဒေတာကအုပ်စုတွေနဲ့ဖိစီရမှာပါ။ဒီလိုဆိုရင် Gaza အတွက် Palestine လွန်ချော်ရဲ့တက်ဖွဲ့တခုဖန်တီးလိုက်တဲ့အတွက် Hamas ရဲ့ပြန်လည်ထိန်းချုပ်ဖို့ကြိုးပမ်းမှုတွေကိုတားဆီးဖို့တာဝန်ယူရမှာဖြစ်ပြီးပြင်ပရဲ့ထောက်ပံ့မှုနဲ့လှုပ်ဆောင်နိုင်ပါလိမ့်မယ်။ တနည်းအားဖြင့်ပြောရရင် Trump ရဲ့စီစဉ်မှာထဲသိမ်းထားတဲ့နိုင်ငံခြားညှဉ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့တွေဟာ Hamas နဲ့တိုက်ခိုက်ရမယ့်အစားဒေသခံ Palestine တပ်ဖွဲ့အသစ်ကိုအကူအညီပေးတာလစ်ကျင့်ပေးတာနဲ့ရဖန်ရခအကာအကွယ်ပေးတာမျိုးတွေပဲလုပ်ရမှာဖြစ်ပါတယ်။ဒါပြင်နိုင်ငံတကာတပ်ဖွဲ့တွေမှာပါဝင်မဲ့နိုင်ငံတွေအတွက်လည်းသူတို့ရဲ့ပြည်သူတွေကိုရှင်းပြရတာပိုပြီးလွယ်ကူပါလိမ့်မယ်။ဒီနေရာမှာအချက်၃ချက်ရှိပါတယ်။ နံပါတ်1ကသူတို့ဟာနေတန်ယာဟုနဲ့ထရန့်ရဲ့အကျိုးစီးပွားအတွက်အလုပ်လုပ်နေတယ်ဆိုတဲ့သဘောမျိုးမဟုတ်ဘဲဂါဇာရဲ့လုံခြုံရေးနဲ့ငြိမ်းချမ်းရေးကိုဂတိပြုထားတဲ့ပါလက်စတိုင်းတပ်ဖွဲ့ကိုထောက်ခံပေးနေတယ်ဆိုတဲ့သဘောကိုဖော်ပြနိုင်ပါတယ်။နိုင်ငံသားတွေရဲ့အမြင်မှာနောက်တိုက်ဥဆောင်တဲ့ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကိုထောက်ခံတာထက်ပါလက်စတိုင်းအဖွဲ့အစည်းကိုကူညီတာကပိုပြီးတရားဝင်မှုရှိပါလိမ့်မယ်။နံပါတ်2အချက်ကဟာမက်စ်နဲ့တိုက်ရိုက်ရင်ဆိုင်ရတာကြောက်ကြစင်းနဲ့ကြုံရတာမျိုးအန်ဒီရဲ့သိမ့်မရှိတော့ပါဘူး။ အဲ့ဒီအခန့်ကဏ္ဍကပလတ်စတက်လုံချုံရဲ့တပ်ဖွဲ့ရဲ့လက်ထက်မှာရှိနေမှာမို့မဟာမိတ်နိုင်ငံတွေရဲ့စစ်သားတွေအတွက် NDA ကိုအများကြီးရှော့ချပေးပါလိမ့်မယ်။နံပါတ်3အချက်ကဒီတပ်ဖွဲ့တွေဟာအနာဂတ်မှာပေါ်ပေါက်လာမယ့်လွတ်လပ်တဲ့နိုင်ငံတော်ရဲ့တခိအစအဖြစ်နဲ့တင်ပြနိုင်ပါတယ်။ဂါဇာစစ်ပွဲအဆုံးသတ်ဖို့ဆိုရင်ဟာမက်နဲ့တခြားအစွန်းရောက်အဖွဲ့မှန်သမျှကိုတစ်တစ်ရင်ဆိုင်နိုင်ဖို့တပ်ဖွဲ့တစ်ခုရှိဖို့လိုအပ်ပါတယ်။ဒါမဲ့အဲ့ဒီတပ်ဖွဲ့ဟာဒေသခံပါလတ်စတိုင်းရဲ့ရည်မှန်းချက်နဲ့လုံဆောင်မှုရှိပြီးသူတို့ရဲ့နေမြေအတွက်တိုက်ပွဲဝင်သူတွေဖြစ်ရပါမယ်။ ဒါကိုအောင်မြင်ဖို့အတွက်ကတော့ကိုဗန်နိုင်ငံတော်တခုနဲ့အနာဂတ်ကိုလိုချင်တဲ့ပါလာစတိုက်တွေကိုတိုင်ထက်ပိုကောက်တဲ့သူမရှိပါဘူး။ဟာမက်စ်ကနေ့စဲလုံးပဲခဲ့တဲ့အကြမ်းဖက်နိုင်ငံမျိုးမဟုတ်ဘဲကောက်မွန်စွာလက်ပတ်နိုင်မဲ့ကိုဗန်နိုင်ငံကိုလိုလားသူတွေဖြစ်ရပါမယ်။ဆွမ်းနာကပြောခဲ့သလိုပဲဒီလိုမျိုးကိုအာဖဂန်နစ္စတန်မှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့နဲ့စ조사ခဲ့ဖို့ပါတယ်။ဒါကြောင့်ဂါဇာမှာဘာတွေမားခဲ့လဲဆိုတာကိုသင်ခဲ့စာယူရပါမယ်။ချင်းကဲပုံကအာဖဂန်နစ္စတန်မှာလုတ်ခဲ့တာနဲ့ရောက်ပြန်ဖြစ်ရပါမယ်။ ဒီကိစ္စဟာပြင်ပအကျိုးစီးပွားရှိတဲ့အာဏာပိုင်တွေကိုကာကွယ်ဖို့ဒေသခံတပ်ဖွဲ့တခုဖန်တီးတာမျိုးမဟုတ်ပါဘူး။သူတို့ရဲ့လူထုကိုလွတ်မြောက်အောင်လုပ်နိုင်မယ့်ဒေသခံတပ်ဖွဲ့တခုဖန်တီးဖို့ဖြစ်ပါတယ်။ဒါဟာသူတို့ရဲ့ရည်ရချက်ဖြစ်ရပါမယ်။အဲ့တပွဲဟာတယ်အဖီနဲ့ဝါရှင်တန်ကိုတာဝန်ခံရမှာမဟုတ်ပဲပါလက်စတိုင်းတွေကိုသာတာဝန်ခံရမယ်ရဲနဲ့စစ်ဖက်ဆိုင်ရာခွေးစစ်ဗိုလ်မျိုးဖြစ်ရပါမယ်ဂါဇာသားတွေကိုယ်တိုင်ကဒီလိုမြင်ပြီးသူတို့နဲ့ကိုင်ညီတဲ့အဖွဲ့အစည်းဖြစ်ခံယူနိုင်ဖို့လိုပါတယ် ဒီလိုဆိုရင်နိုင်ငံတကာအတိုင်းအဝန်းကဒီကိစ္စကို let shop ပြစ်လိုက်ရမယ်လို့မဆိုလိုပါဘူး။အဲမှာတော့ဒီပါလတ်စတိုက်တပ်ဖွဲ့တွေဟာရပုံငယ်ကောက်ကောက်ရရှိဖို့နဲ့အစွန်းရောက်ဝါဒတွေကနေဝဲကော်နေဖို့လိုအပ်ပါတယ်။လူသစ်စုဆောက်တဲ့လုံငယ်စင်တွေဟာအရင်ကိုခိုင်မာအကောက်ရပါမယ်။သူတို့ရဲ့အဖွဲ့ဝင်တွေဟာလစာကောက်ကောက်ရဖို့နေထိုင်ဖို့နေရာစင်ဆက်မပြတ်လက်ချင်းမှုတွေရှိရမှာဖြစ်ပြီးသူတို့ဟာကိုပိုင်နိုင်ငံတစ်ခုတည်ဆောက်ဖို့တကယ့်အလုံလုံနေတယ်ဆိုတဲ့စိတ်ဓာတ်မျိုးရှိရပါမယ်။နောက်တစ်ချိန်မှာသူတို့လိုချင်ရင်တခြား RN နိုင်ငံကိုပြောင်းရွှေ့နိုင်ဖို့ဗီဇာပါရရှိသင့်ပါတယ်။ ဒါအပြင်ဒေသအတွင်းမှာခြားထားမဲ့နိုင်ငံတကာတပ်ဖွဲ့တွေစီကရှင်းရှင်းလင်းလင်းထောက်ခံမှုလိုအပ်ပါလိမ့်မယ်။ဒီတပ်ဖွဲ့တွေကဒေသခံတပ်ဖွဲ့တွေကိုအထောက်အပံ့ကာပါထောက်လှမ်းရေးလက်ကျင့်ရေးနဲ့နှီးပညာကူညီတွေပေးရပါမယ်။ American နဲ့ Europe သမဂ္ဂတို့ကရဲလက်ချင်းရေးစင်တာတွေလုံခြုံတဲ့ဆက်သွယ်ရေးစနစ်တွေနဲ့ထောက်လန့်ရဲ့အချက်အလက်များဝယ်ရဲ့အစီအစဉ်တွေကိုငွေကြေးထောက်ပံ့နိုင်ပါတယ်။ X-ray မှာတော့ကွန်ရက်တွေ၊မြေအောက်လိုက်ကောက်တွေ၊လက်နက်တွေနဲ့ပောက်ကွေးပစ္စည်းတွေကိုထောက်လန့်နိုင်တဲ့နည်းပညာတွေရှိပါတယ်။ ီအချက်လက်တွေကိုတစ်ဖက်သက်လက်နက်အဖြစ်မသုံးဘဲဂါဇာတပ်ဖွဲ့တွေနဲ့မျှဝေပေးရပါမယ်။နိုင်ငံတကာထောက်ပံ့ပေးတဲ့တပ်ဖွဲ့တွေအတွက်လည်းဒီတိုင်းပဲလှုပ်ဆောင်သင့်ပါတယ်။တကယ်တော့ကောက်တဲ့အချက်တစ်ခုကအာရက်ကဘာမှာဘယ်သူမှဒေသခံဂါဇာသားတွေသို့မဟုတ်ပါလက်စတိုင်းတွေကတခြားအစွန်းရောက်ဂါဇာသားတွေကိုပြန်တိုက်ခိုက်တာမျိုးကိုအရှက်ရစရာကိစ္စအဖြစ်သဘောထားမှာမဟုတ်ပါဘူး။စပွဲပေါ်တင်ထားတဲ့အစီအစဉ်မှာလိုအပ်နေတာကအဲ့ဒါတွေပါ။ဒီအချက်ကပဲနောက်ဆုံးမှာအစီအစဉ်ကိုကြဆုံးဆွေးနိုင်ပါတယ်။ ပါလတ်စတိုက်တွေကအပြင်လူတွေရဲ့အကူအညီကိုစောင့်နေမဲ့အစားသူတို့ရဲ့တည်ငြိမ်ရေးကိုကိုယ်တိုင်လက်နက်ပြန်လည်တိစောက်ဖို့တာဝန်ယူရပါမယ်ဒါမဲ့ဒီလိုတွေဖြစ်ဖို့အတွက်အချက်နှစ်ချက်လိုအပ်ပါတယ်။ဂါဇာသားတွေမှာအာမခဲချက်တွေရှိရမယ်။ပြီးတော့အစ္စရေလကလည်းဒီလိုအရာမျိုးအတွက်အ short in လုပ်ဖို့ဆန္ဒရှိရပါမယ်။ Brilliant Chesite ကမ္ဘာအဆင့်မြင့်မူဝါဒဆရာသူတေသနာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Chatham House က Hamas ကဂါဇာကိုပြန်လည်မတီးဆောက်နိုင်ပါဘူး။ Trump ရဲ့အစီအစဉ်အောင်မြင်ဖို့ဆိုရင် Palestine တွေကိုမျောလင့်ချက်ပေးရမယ်။ မ္ဒါထရန်ရဲ့ဂါဇာနှင်းချမ်းရဲ့အစီအစဉ်ဟာပါလာစတိုက်တွေအရေးကြီးလိုအပ်နေတဲ့မရှိမဖြစ်ဝယ်ဆောင်မှုတွေလွန်ကျွန်းနဲ့ယုံကြည်ရတဲ့နိုင်ငံရဲ့အနာဂတ်ကိုပေးနိုင်မယ်လို့သူတို့ယုံကြည်မယ်ဆိုရင်အောင်မြင်ဖို့အခွင့်အလမ်းပိုများတယ်လို့ဆိုပါတယ်ဟာမက်စ်ကိုရင်ဆိုင်ပြီးမှအားလုံးပြီးတဲ့အခါသူတို့သာကြံခဲ့မယ်သူတို့သာတစိုက်ကဲခံရပြီးရှုတ်ချခံရမယ်ဆိုတာကိုသိနေရင်ဘေဂါဇာသားမှလည်းအသက်ကိုစွန့်ပြီးတိုက်ခိုက်မှာမဟုတ်ပါဘူး။ဒါကြောင့်တကယ့်အလင်းနဲ့ရှိတဲ့အစီအစဉ်တိုင်းမှာတကောဇာနဲ့မိသားစုအတွက်အာမခက်ချက်တွေလွဲပါတယ်။ ဟာမက်စ်ကိုဆက်ချင်ရက်တည်မယ်ဆိုရင်ကဘာကအကာအကွယ်ပေးရပါမယ်။ကာကွယ်မှုငွေကြေးအခွင့်အလမ်းတွေလိုရရင်ဂါဇာကနေထွက်ခွာခွင့်ရတဲ့ရွေးချယ်ခွင့်မျိုးအထိပေးရပါမယ်။ဟာမက်စ်ကိုတိုက်ခိုက်နေတာမင်းတယောက်တည်းမဟုတ်ဘူးဆိုတဲ့ရှင်းလင်းတဲ့သတင်းစကားရှိရပါမယ်။ကျောက်ကတော့ကျောက်ရွံ့မုံကညွန်လင့်ချက်ကိုလွှမ်းမိုးနေတဲ့ရဲ့ဟာမက်စ်ကဆက်ပြီးအုပ်စိုးနေမှာပါကျောက်ရွံ့မုံကဂါဇာထစ်ကိုခြေတလန်းတော်လှမ်းဝင်မှာမဟုတ်တဲ့နိုင်ငံရေးသမားတို့ရဲ့အခြေအနေကတိတွေနဲ့မဟုတ်ပဲတကယ့်အာမခံချက်တွေနဲ့မှတော်ခွဲနိုင်မှာပါနောက်ဆုံးအရေးကြီးတဲ့အချက်တစ်ခုရှိပါသေးတယ် အဲ့ဒါကတော့ Trump ရောနေတန်ယာဟုရောမနစ်သက်မဲ့အချက်ပါအဲ့ဒါကတော့ Hamas မရှိတော့တဲ့နောက်ဂါဇာကိုအုပ်ချုပ်မဲ့အာဏာပိုင်အဖွဲ့အစည်းဟာဂါဇာကနေပဲချက်ပေါ်လာရမယ်ဆိုတာပါဘာလို့လဲဆိုတော့အပြင်လူတယောက်ယောက်ကအစိုးရကိုအတင်းကျပ်သွသွင်းဖို့စ조사တိုင်းအဆုံးသက်ကမကောက်ခဲ့လို့ပါဒါကြောင့်အလောက်ဖြစ်မဲ့အရာတခုကိုတိဆောက်ချင်ရင်အတွင်းကနေစတင်ရပါမယ်အတိတ်ကပါလတ်စတိန်အာနာဘယ်အဖွဲ့ရဲ့အဂဒီလိုက်ဆာမုန်းနဲ့ဟာမက်စ်ရဲ့အဆုံးရောက်ဝါဒတွေမပါဝင်တဲ့အလေလက်ဒေသခံခေါင်းဆောင်တွေကိုရှာဖွေရပါမယ် ဒီနေရာမှာ UAE နဲ့ Saudi Arabia တို့လိုနိုင်ငံတွေကအဓိကအခန့်ကဏ္ဍကနေပါဝင်နိုင်ပါတယ်။ဥဆောင်သူအနေနဲ့မဟုတ်ပဲထောက်ခံသူအနေနဲ့ဖြစ်ပါတယ်။ဂါဇာကိုတကယ့် RS ဝင်မကင်းတစ်ခုဖြစ်လာအောင်လှုပ်ဆောင်မဲ့ Palestine RS လှုပ်ရှားမှုတွေကိုထောက်ပံ့တာ၊ငွေကြေးထောက်ပံ့တာနဲ့မြင့်တင်ပေးတာဟာတခုတည်းသောထွတ်ပေါက်ဖြစ်နိုင်ပါတယ်။မန်တိုက်ပြောရရင် Hamas ဟာတညတည်းနဲ့ပျောက်ကွယ်သွားမှာမဟုတ်ဘူးဆိုတဲ့အချက်ပါ။သူတို့မှာလက်နက်တွေရှိနေတုံးပါ၊ငွေကြေးတွေရှိနေတုံးပါ။ပြီးတော့ကမ်းမြောင်ကလူအများပြားကိုဆွဲဆောင်နိုင်တဲ့ဇက်ကြောက်တစ်ခုလည်းရှိနေတုံးပါ။ ီအကြောင်းကြောင့်ပဲလွန်ကျွဲတက်ပွဲတွေဟာနူအားနေလို့မရပါဘူး။သူတို့ရဲ့အထက်ကို Hermes ဝင်မလာရအောင်ဒါစီနိုင်ရပါမယ်။ပြောရရင်လွယ်ပေမဲ့လောက်ရတာတော့ပိုခက်ပါလေ။ Jonas နှစ်မျိုးနဲ့လှုပ်ဆောင်နိုင်ပါတယ်။စစ်ထောက်ချင်းနဲ့ပြန်လဲပေါင်းစည်းချင်းဆိုတဲ့စနစ်ပါ။တနက်ချာပြီးပူပေါင်းသူတွေကို RF ဖက်ကိုထွက်နိုင်မဲ့ထွက်ပေါက်အလုတ်အင်အားနဲ့အနာကက်တွေပေးရပါမယ်။အကြမ်းဖက်မှုဟာဆက်ပြီးအပြင်းထန်ရက်တီနေသူတွေကိုတော့နိုင်ငံတကာထောက်ခံမှုနဲ့ပြက်ပြက်သားသားရင်ဆိုင်ရပါမယ်။ တဝက်တစ်ပြက်လောက်တာမျိုးမလုံးသိမ့်ပါဘူးဘာလို့လဲဆိုတော့အရှိလေဘက်မှာထင်ရှားတဲ့အချက်တခုကတဝက်တစ်ပြက်အစီမံတွေကကောက်တည်ဖြစ်စေစိုးတည်ဖြစ်စေအလုံးမဖြစ်ဘူးဆိုတာပါပြီးတော့ X-ray ကလည်းအစွန်းရောက်ဝါဒကိုတရရင်ဆိုင်ပြီးချင်းချောင်းမှုမဲ့သမျှကိုအပြီးတက်ပေမဲ့တကယ်လုံချုံရဲ့တပ်ဖွဲ့တခုဂါဇာမှာရှိနေတာကသူ့အတွက်အကောင်းဆုံးအကျိုးစီးပွားဖြစ်တယ်ဆိုတာကိုယုံကြည်ဖို့လိုအပ်ပါတယ်ဒီစီစဉ်တွေကရင်မှတ်ချက်ကြည့်တယ်ထင်ရပါတယ်အရင်လေခက်ခဲပါတယ် ဒါပေမဲ့ဒီနေ့လဲဟာငင်းချမ်းရဲ့အစီအစဉ်ပြည့်စည်သွားမဲ့အခြေအနေကိုကာကွယ်ဖို့နဲ့ဟာမက်စ်ကိုနိုင်ငံခြားကျူးကျော်သူတွေကိုခုခံတဲ့အင်အားစုအဖြစ်ပြန်လည်နေရာယူတော့တာမျိုးမဖြစ်အောင်တားဆီးဖို့တခုတည်းသောနိလန်ဖြစ်နိုင်ပါတယ်သူတို့အနေနဲ့တရားဝင်မှုပြန်ရဖို့အာဏာနဲ့ထောက်ခံမှုတွေရရှိဖို့အဲ့ဒီအကြောင်းအရာကိုတည်ချပေါက်ပြန်အသုံးချဖို့ကြိုးစားမှာပါဒီဖြည့်ရှင်းဤကလည်းအခက်အခဲတွေရှိနေပါတယ်ပထမဆုံးအခက်အခဲကတော့ Israel ပါနိုင်ငံတကာထောက်ခံမှုနဲ့အင်အားကြီးလာတဲ့ Palestine အာဏာပိုင်အဖွဲ့ကို Netanyahu ကလက်ခံလိမ့်မယ်လို့ဘယ်သူမှမယုံကြည်ပါဘူး ီနေ့အချိန်တွေကတော့ယူမဖို့ခက်ပါတယ်အစ်စရေးကတာဝန်တွေခွဲဝယ်ချထားပေးဖို့လိုအပ်ပါတယ်ဟာမက်စ်ကတကယ့်အာဏာဆုံးရှုံးဖို့လိုအပ်ပါတယ်အာရဗ်နိုင်ငံတွေကဒီလုံခဲစဉ်ကိုထောက်ခံဖို့လိုအပ်ပါတယ်ဂါဇာသားတွေကသူတို့ရဲ့အာဏာပိုင်အခွင့်အရေးကိုယုံကြည်ဖို့လိုအပ်ပါတယ်ပြီးတော့အခြေခံဆောက်အုံနဲ့ဝန်ဆောင်မှုတွေကလည်းအမြန်ဆုံးပြန်လည်ကောင်းမွန်ဖို့လိုအပ်ပါတယ်ဒီစိတ်ပိုက်တွေထဲကတခုခုချိုးရင်းသွားရင်စက်ဝိုက်ကပြန်လည်လက်ပတ်သွားပြီးတည်မြဲတဲ့ငင်းချင်ရေးဇညုံအစားနောက်ထပ်စစ်ပွဲတစ်ခုရဲ့ဇညုံပဲပြန်လာပါလိမ့်မယ် ဂါဇာကသူ့ရဲ့ကိုပိုင်လုံခြုံရေးတပ်ဖွဲ့နဲ့အာရက်တွေရဲ့ထောက်ခံမှုရှိတဲ့တရားဝင်အာဏာပိုင်အဖွဲ့အစည်းကိုရရှိခဲ့မယ်ဆိုရင်အခွင့်အလမ်းတစ်ခုရှိနိုင်ပါတယ်။ဒါဟာပြည်ပစုံနဲ့ဖြည့်ရှင်းနေတော့မဟုတ်ပေမဲ့လက်တွေ့ကြတဲ့ဖြည့်ရှင်းနေဖြစ်ပါလိမ့်မယ်။ကမ္ဘာကသာဒီကိစ္စအတွက်ရဲရဲဝံ့ဝံ့ဂတိပြုဖို့တတိရှိမယ်ဆိုရင်ဒါဟာဂါဇာမှာတကယ်တမ်းအဆုံးသတ်တဲ့ပထမဆုံးစစ်ပွဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒီဖြစ်နိုင်ခြေကတော့စပွဲဝဲပေါ်မှာမရှိသေးပါဘူး။အခုချိန်မှာဦးစားပေးကနိုင်ငံတကာတက်တွေချထားရေးကိစ္စပါ။နောက်ဆုံးမှာသူတို့ရောက်လာမလား ဘာရွယ်ချက်နဲ့လာမလဲဆိုတာကတော့စောင့်ကြည့်ရအောင်ပါပါဒါမဲ့အဲ့ဒါကအချိန်ကသာကြောပြနိုင်မယ့်ကိစ္စပဲဖြစ်ပါလိမ့်မယ်ဟုတ်ကဲ့ဒီဗီဒီယိုကတော့တော့ပါဆုံးနေကြည့်ချင်တဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်